ဒီဒီတင်ချဆောင်မွေးမဖြစ်ဆိုခင် ပါရီပြင်ဆင်ထားဖို့လိုလေ။ကျောင်းသူကျောင်းသားတွေမားလေးမာထရှိရဲ့အမားတွေရာရောပါရီဖြစ်နိုင်မလဲ။ဒီဒီတင်ချမေခွန်းဒီဖြည့်ဆိုခြင်း135မိနစ်2နာရီနီးပါးဖြည့်ဆိုဖို့ရရှိမှာဖြစ်ပါတယ်။ ပင်ချမီကုန်းမှာဒါတို့တမီတို့အဓိကဖြည့်ဆို့ရမှာအပိုင်းနှစ်ပိုင်းရှိပါတယ်ပထမ part 1ဒီ calculator ကဏန်းပေါက်ဆက်တုံးခွေမရှိတဲ့မီကုန်းငါးပုဒ်ကိုဖြည့်ဆို့ရပြီးတော့အပိုင်းနဲ့ part 2မှာ calculator တုံးခွေရှိတဲ့အပိုင်းပုတ်စာ42ပုဒ်နှစ်ပိုင်းပေါင်းအပိုင်းနှစ်ပိုင်းပေါင်းမီကုန်း45ပုဒ်ကနေ48ပုဒ်ဝင်းချင်းဒါတို့တမီတို့ဖြည့်ဆို့ရမှာဖြစ်ပါတယ် ပထမ၅ဘုတ်ကို ဖြည့်ဆို့ပြီးတဲ့အခါမှာသားတို့တမီးတို့ကတည်တည်ချာချာအဲ၅ဘုတ်လုံးကိုတေချာပြန်စစ်ရမယ်တေချာပြန်စစ်ပြီးတော့သားတို့တမီးတို့စိတ်တိုင်းကြပြီဆိုတော့မှပါတူအပိုင်း၂ကိုပြန်ပြီးတော့ကူးရမှာဖြစ်ပါတယ်တကယ်လို့အပိုင်း၁ကိုတေချာမစစ်ဘဲနဲ့ drive အပိုင်း၂ကိုကူးလိုက်လို့ရှိရင်သားတို့တမီးတို့ရဲ့ပထမအပိုင်းဒီနောက်တစ်ခါပြန်ပြီးတော့စစ်ခွင့်ရမှာမဟုတ်ဘဲနဲ့ auto submit ဖြစ်သွားမှာဖြစ်ပါတယ် အဲအကြောင်းမလို့တအားတို့တမီးတို့ကပထမတစ်ပိုင်းမှာအမေကွန်ငါးပုတ်ကိုတည်တည်ချာချာစနစ်တကျပြေဆိုပြန်ပြီး check လုပ်ပြီးတော့မှ part 2ပိုင်းလေးကိုကူပါနောက်တစ်ခုကတအားတို့တမီးတို့ဒီ GDD computer base နဲ့ဖြည့်ဆိုရတာဖြစ်တဲ့အတွက်သုံးရမယ့် calculator လေးတွေက on screen calculator TI-38SS အမျိုးအစားကို provide လုပ်ပေးထားတာဖြစ်ပါတယ် ဲ့တော့ပုံမှန်သုံးနေကြ FX 991 ES ES Plus နဲ့တော့အနည်းငယ်ကွာခြားမှုလေးတွေရှိတဲ့အတွက်ကြောင့်မလို့တားတို့သမီးတို့က GD ကိုစပြီးလေးလာစဉ်ကတည်းကဒီကယ်ကူလေတာလေးကိုရင်းနှီးမှုရှိအောင်အသုံးပြတတ်အောင်လေ့ကျင့်ထားဖို့ကအရေးကြီးပါတယ် တကယ်လို့ကြိုတင်ပြီးမလေးကျင့်ထားဘူးသားတို့သမီးတို့ပုံမှန်သုံးနေတဲ့ကယ်ကူလေတာလေးကိုပဲသုံးမယ်ဆိုရင်ဖြည့်ဆိုတဲ့အခါမှာဒီကယ်ကူလေတာကိုအသုံးမပြုတတ်တာမျိုးလေးဖြစ်တဲ့မလိုလားအဖဲနဲ့အချိန်လေးတွေသားတို့သမီးတို့ရဲ့ဖြည့်ဆိုခြင်းလေးတွေညော့သွားတဲ့အားမျိုးလေးတွေကြုံတွေ့နိုင်ပါတယ် အဲဒါကြောင့်မို့ကြိုတင်ပြီးတော့ဒီ calculator အမျိုးအစားလေးတွေကိုကြိုပြီးတော့အသုံးဖို့လေ့ကျင့်ထားရမှာဖြစ်ပါတယ်။နောက်တစ်ခုက GED တင်ချဆောင်ပွဲမှာ formula တွေကိုတည်ဆဲလို့ကမေကွန်းနေ formula တွေကိုချက်ထားဖို့လိုလားဆိုရင်တကူမှချက်ထားဖို့မလိုပါဘူး။ဒါပေမဲ့ on screen မှာ formula sheet တွေကို provide လုပ်ပေးတာဖြစ်ပါတယ်။နောက်ဒါအပြင် special sign တွေ special icon တွေအတွက်ကိုလည်းဒါတို့သမီးတို့ကို screen ပေါ်မှာ provide လုပ်ထားပေးတာပါ။ special icon လေးတွေက percentage တို့ square root တို့ sign လေးတွေကိုလည်းအစင်တဲ့တုံးလို့ရအောင် on screen မှာပေးထားပါတယ်။ ဒါပေမဲ့ formula လေးတွေမချက်ရဘူးလို့တချေကပြောထားပေမဲ့ဒါတို့တမီတို့က unit convention လေးတွေတော့အတိထားဖို့လိုအပ်ပါတယ်။ဥပမာမီတာကနေစင်တီမီတာပြောင်းတာတော့စင်တီမီတာနဲ့မီလီမီတာရဲ့ဆက်သွယ်ချက်လေးတွေကီလိုဂရမ်နဲ့ဂရမ်ရဲ့ဆက်သွယ်ချက်လေးတွေတော့ဒါတို့တမီတို့ကအလွယ်တကူပြောင်းတတ်ဖို့လိုအပ်ပါလိမ့်မယ်။ ောက်တစ်ခုကအကြီးကြီးတင်ချာ task မှာမေးလိမေးထားရှိတဲ့မိကွန်းပုံစံအပိုင်းလေးနှစ်ပိုင်းအကြောင်းကိုပြောပြပါမယ်။ပထမတစ်ပိုင်းကတော့မိကွန်းပုံစံထဲမှာ55 45ရာခိုင်နှုန်းတိ quantitative question လေးတွေကိုမေးပြီးတော့55%က algebraic problem solving ပုံစံ critical thinking question ပိုင်းလေးတွေကိုတအားတို့တမီတို့အတွင်းမြင်ရမှာဖြစ်ပါတယ်။အဲ့တော့55ရာခိုင်နှုန်း quantitative question တွေဆိုတာဘယ်လိုဟာတွေလဲ။ 45% quantitative question က numerical value တွေ measurable answer တွေကိုတတ်ထုတ်ရတဲ့ပုံစံလေးတွေ percentage ပုံစံလေးတွေဥမာ quantifiable data တွေကိုတတ်ထုတ်ရတဲ့ပုံစံတွေ data statistic ပုံစံလေးတွေနောက်တော့အဲ့လိုပုံစံလေးတွေဒီ quantitative question ပိုင်းထဲမှာပါပါတယ် algebraic reasoning ပုံစံလေးတွေကကြတော့ဒါတို့တမီးတို့ကို word လေးနေနဲ့အင်္ဂလိပ်စာ word လေးနေနဲ့ပေးထားမယ် word တွေနဲ့ပေးထားတဲ့ဟာကိုဒါတို့တမီးတို့က equation လေးတွေပြောင်းမယ် expression လေးတွေပြောင်းမယ် compare လုပ်မယ် inequality လေးတွေနဲ့ရေးမယ်ပြီးတော့ function လေးတွေကိုပေးထားတဲ့ဟာကိုကြည့်ပြီးတော့ဒါတို့တမီးတို့က def function ကဘယ်လိုပုံစံလေးတွေနဲ့တွားနေတာလဲ graph လေးတွေရဲ့ nature ကရောတက်နေတာလား graph တွေကကျနေတာလားဒီ population တွေဒီ tempo တွေက increase ဖြစ်နေတာလား decrease ဖြစ်နေတာလားဆိုတဲ့ ဟာ property လေးတွေဒီလိုပုံစံမျိုးလေးတွေကိုသားတို့သမီးတို့ဖြေဆိုရတာဒီ algebraic critical thinking reasoning question လေးတွေဖြစ်ပါတယ်။နောက်ထပ်ကြီးကြီးမှာပါတဲ့မေကွန် format question format လေးတွေက multiple choice question တွေ drag and drop မေကွန်လေးတွေ fill in the blank တွေ hotspot မေကွန်လေးတွေအဲ့လိုပုံစံမျိုးလေးတွေပဲသားတို့သမီးတို့လာမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုအနေနဲ့ GD test မှာအရေးအကြီးဆုံးကတော့ဆောင်ပွဲဖြစ်ဆိုတဲ့အခါမှာ GD test တွေရော SAD ACT မေးခွန်းလေးတွေကိုဖြစ်ဆိုတဲ့အခါမှာအရေးအကြီးဆုံးကတော့ဒါတို့သမီးတို့အတွက် time management အချိန်ပါပဲ အဲ့တော့စုစုပေါင်းတင်ချမှာတော့46ပုတ်45ပုတ်58ပုတ်ဝင်းကျင်ဖြည့်ရတဲ့အတွက်ကြောင့်မလို့တော်တော်သမီးတို့ကဘေးကွန်းတစ်ပုတ်မှာအချိန်အကြာကြီးယူဖို့မသင့်တော်ပါဘူးတစ်ပုတ်ကိုအရန် struggle လုပ်နေရတာမျိုးဆိုရင်နောက်ပိုင်းမှာအချိန်မလောက်တော့ဘဲနဲ့ rush ဖြစ်သွားတာမျိုးလေးတွေအပုတ်တီကျန်ခဲ့တာမျိုးလေးတွေဖြစ်နိုင်တယ်ပါတယ် တပုတ်တပုတ်ကိုလည်းမိနစ်က10မိနစ်ခွဲ2မိနစ်ဝင်းကျင်လောက်ပဲဒါတို့သမီးတို့ကယူသင့်ပါတယ်ပထမအစပိုင်းလေ့ကျင့်ရင်တော့ဒါတို့သမီးတို့အချိန်10မိနစ်ခွဲ2မိနစ်နဲ့မပြီးနိုင်ဘူးဆိုရင်နောက်ပိုင်းလေ့ကျင့်ရင်လေ့ကျင့်ရင်လည်းကလေးတို့ကအချိန်လေးတွေမိလာမှာဖြစ်ပါတယ်အဲ့တော့များများလေးလေ့ကျင့်လို့ရှိရင်ကလေးတို့ပို့ပြီးတော့ကျွမ်းကျင်လာလိမ့်မယ်။မိကုံးရဲ့သဘောတရားလေးတွေကိုနားလည်လာတဲ့အခါမှာပို့ပြီးတော့အဆင်ပြေလာလေးတွေတွေ့လာပါလိမ့်မယ်။ ဲ့တော့ဒီချဲမှကျင်တာကအတင်ချမှာအကြံပေးကျင်တာဒီမိငုံးဖြစ်ဆိုရတာ55ပုတ်46ပုတ်58ပုတ်ဖြစ်ဆိုရရင်အဲ့ဒီအပုတ်တိုင်းအပုတ်တိုင်းကိုသားတို့သမီးတို့ဒီမလွတ်ဘဲနဲ့မထားခဲ့ဘဲနဲ့အပုတ်စီဖြစ်ဆိုခဲ့ဖို့အကြံပေးပါတယ်။မရရင်တော့မှမိခွန်တစ်ခုခုကိုရအောင်တေချာလေးစဉ်းစားပြီးတော့တစ်ခုခုကိုမဖြစ်မနေနှိပ်ပေးခဲ့ပါရွေးပေးခဲ့ပါ။ အပုတ်တီထားခဲ့တာမျိုးမလုပ်သင့်ပါဘူးပြီးတဲ့အခါမိခွန်းတွေကိုတေချာပြန်ဖြေမယ်တေချာပြန်ဆက်မယ် double check တွေလုပ်မယ် triple check တွေလုပ်မယ်တေချာအပုတ်စီလေးတွေကိုဖြေဆိုပြီးတော့ပြန်ပြီးတော့စနစ်ကျပြီးတေချာပြီးစိတ်တိုင်းကျပြီးဆိုတော့မှ အချိန်ပြည့်မှဒါတို့သမီးတို့ထွက်လာပါ အဲ့တော့အခုဒါတီချဲကဒါတို့တမီးတို့ကိုအခုဒီဗီဒီယိုလေးမှာ GED တင်ချာနဲ့ပတ်သက်တဲ့မိကွန်းပုံစံတွေအဲတိထားရမယ့်ဒီ text structure ဘိုင်းလေးတွေခွင့်ပြုထားတဲ့ဟာတွေ calculator သုံးတဲ့အပိုင်းလေးတွေကိုကြိုပြီးတော့ပြောပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကိုတိချာကြိုတင်ပြီးတော့လေ့ကျင့်ထားမယ်ဆိုရင်လေ့ကျင့်ထားမယ် prepare လုပ်ထားမယ်ကိုယ့်ဘက်ကစနစ်တကျပြင်ဆင်ထားမယ်ဆိုရင်ဒါတို့သမီးတို့ဒီ ဂျီဒီမေကွန်းတင်ချာမေကွန်းလေးကိုဒါတို့တမီးတို့အစဉ်ပြေပြေနဲ့ဖြည့်ဆွနိုင်မှာဖြစ်ပါတယ်တင်ချာမှာအမှတ်များများနဲ့ဘလို့ဖြည့်စီဝေးရမလဲဘလို့ခေါင်းစဉ်လေးတွေကိုတေချာကြည့်ရမလဲဆိုတဲ့အပိုင်းလေးတွေရဲ့ဂျီဒီ test exam လုံးနဲ့ကိုယူသွားရမယ်ဘာတွေကိုဘလို့ပုံစံနဲ့ယူသွားရမလဲဆိုတဲ့ပုံစံလေးတွေအကြောင်းကိုတော့ဒီချက်ကနောက်ဗီဒီယိုလေးမှာဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်